အချိန်ခီးထွက်နေတဲ့တွင်ကတကယ်များရှိနေတယ်လားမသိပါဘူး1969ခုနှစ်မှာတော့အမေရိကန်နိုင်ငံဝါရှင်တန်ပြည်နယ်ရဲ့မဲကရေဒီယိုကနေသတင်းဖြန့်လိုက်ပါတော့တယ်သူတို့အင်ရဲ့ဘေးမှာထူးဆန်းတဲ့တွင်တစ်ခုရှိပါတယ်တဲ့ဇနစ်ကျော်ကာလာတွင်မှာသူ့ရဲ့အင်နီနာချင်းတွေကအမိုက်တွေအကုန်လုံးတွင်တွေကိုပြစ်ထည့်ပေးမိလေအဲ့ဒီတွင်ကလုံးဝကိုမပြေသွားခဲ့တာပါတကယ်မှာတော့သူကရေဒီယိုတစ်ခုနဲ့တွင်နာမှာရောက်လာခဲ့ပြီးရေဒီယိုတွေကနေဘေ့စ်ဘောပြိုင်ပွဲတစ်ခုရဲ့အတန်းရုတ်တရက်ပေါ်လာခဲ့ပါတယ်သူသွားပြီးတော့စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီပြည်ဝင်ကလွန်ခဲ့တဲ့နှစ်ပေါင်း20ကဖြစ်ခဲ့တဲ့1992ခုနှစ်မှာကျင်းပခဲ့တဲ့ပြည်ဝင်တစ်ခုရေပါပြီးလို့ရှင်တော့အဲ့ဒီပြည်ဝင်နဲ့ပတ်သက်တဲ့အချက်လက်တွေအားလုံးကမီလောင်မှုတစ်ခုကြောင့်ပျက်စီးသွားခဲ့တာဖြစ်ပြီးအဲ့တော့သူ့ရဲ့ခေါင်းထဲမှာဒီကွင်းကြီးဟာတခြားအချင်းစပိန်နဲ့ဆက်သွယ်နေတတ်တယ်ဆိုတဲ့အသည့်ဝင်လာခဲ့ပါတော့တယ်မေကလည်းအဲ့ဒီတွင်ကြီးရဲ့အကြောင်းကိုနောက်ထပ်လေ့လာဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီတွင်ကြီးရဲ့တစ်ဖက်မှာဘာတွေရှိနေလဲဆိုတာကိုသူသိကြနေပါတွင်တွေကိုငမများချိုးထည့်လိုက်ပါတယ်ငမများချိုးနဲ့အရှိရဲ့တွင်ရဲ့အနက်ကိုတိုင်းတာကြည့်တာဖြစ်ပြီး သူဟာမီတာ2000နဲ့မှ4000ရှိတော့တဲ့ငမားကျိုးကိုသုံးပါတယ်။ဒါမှမဟုတ်တွင်းရင်အောက်ခြေကိုလုံးဝမရောက်ခဲ့ပါဘူး။အခုချိန်မှာတော့အဲ့ဒီတွင်းကြီးဟာခံမှန်းလို့မရတဲ့အတိအရန်ကိုနှက်နေတဲ့အကြောင်းလည်းသိခဲ့ရပါတယ်။အချင်းကနေစပြီးတော့မှသူဟာတွင်းရဲ့အခြေအနေတွေကိုဂရုဒစိုက်နဲ့စောင့်ကြည့်နေပါတယ်။သူဟာတွင်းလေးကိုအော်လိုက်တဲ့အခါမှာပြည်တင်တဲ့နေလေလုံးဝမကြားပါဘူး။ပြီးလို့ရှင်တော့သူတို့အရင်ခွေးလေးကလည်းအဲ့ဒီတွင်းကိုရှောင်ပြီးတော့မှသွားကြပါတယ်။ဒါလည်းမကသေးပါဘူး။ငါကလေးတွေကလည်းတင်းမောက်ကိုဖြတ်ပြီးတော့မပြောင်းရသလိုအဲ့ဒီတွင်းကြီးမှာ စံကြယ်တဲ့ဆွမ်းအားတစ်ခုကိုရှိနေတာနဲ့တူပါရဲ့ရေဒီယိုမှာသတင်းဖြန့်ပြီးတော့နောက်နေ့ကိုရောက်သွားတဲ့အခါမှာပို့ပြီးတော့ထိုးစံတဲ့ဖြစ်ရက်တွေလည်းဖြစ်ပေါ်လာပါတော့တယ်။မေဂါရေဒီယိုကုမ္ပဏီတွေကိုဖုန်းဆက်ပြောပြပါတယ်။အဲ့ဒီနဲ့သူ့ရဲ့ပစ္စည်းတွေထုတ်ဝယ်ပြီးတော့ပြင်လာတဲ့အချိန်မှာလူတွေစုကသူ့ရဲ့အိမ်ကိုဝိုင်းဝန်းလေလို့ထားပါတယ်။စစ်သားတယောက်ကလေရင်တစည်းနေရာမှာပြက်ကျသွားတဲ့အကြောင်းကိုသူ့ကိုပြောပြပါတယ်။ထူးခြားတော့ကတော့သူဟာအငွက်တွေမတွေ့တဲ့အပြင်ပြက်ကျတဲ့လေရင်ကိုလည်းလုံးဝမတွေ့ပါဘူး။ပြီးလို့ရှင်တော့မေဂါဖုန်းချပြီးတော့မှလုံးဝပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး နောက်ထပ်၃နှစ်ကြာမှ2009ခုနှစ်မှာတော့ရေဒီယိုကုမ္ပဏီဘက်ကိုဖုန်းထည့်ဆက်လာခဲ့ပါတော့တယ်။သူပြောတာကတော့နောက်ပိုင်းမှာလူတယောက်ကသူ့ကိုဆက်သွယ်လာပြီးတော့တစ်လောက်ကိုဒေါ်လာ25000နဲ့ရတဲ့အိမ်ကိုအပြတ်အတန့်ငှားလိုက်ပါတယ်။ပြီးလို့ရှင်တော့အဲ့ဒီတွင်ကြီးနဲ့ပတ်သက်ပြီးတော့မှလျှို့ဝှက်စာချုပ်ကိုလက်မှတ်ထိုးခိုင်းလိုက်တာဖြစ်ပြီးဒေါ်လေးအကုန်လုံးပြီးသွားတဲ့အခါမှာသူ့ကိုအော်စတြီးယားကိုရွှေ့ခိုင်းမှာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သူဟာလှုပ်ရှားရှိတာကြောင့်ပဲအမေရိကန်ကိုပြန်ရောက်လာပြီးတော့အဲ့ဒီတဲကိုအတွင်းတစ်ချက်သွားပြီးတော့ကြည့်လဲပါဦး။ ဒါပေမဲ့သူ့ရဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့အဲ့ဒီနေရာကစစ်တင်ရေးဆိုင်ရာကန်တဲ့ဧရိယာဖြစ်သွားခဲ့ပြီးမိကဒါရီကိုပြောပြီးတော့မှထက်ပြောက်သွားခဲ့ပြန်ပါတယ်အခုချိန်ထိလုံးဝပေါ်မလာခဲ့တယ်လို့နောက်ပိုင်းမှာတော့လူတွေဟာသူပြောပြထားတဲ့ခွင်းကို mess hole လို့တော့မှခေါ်ကြပါတယ်သူပြောတဲ့ဇာတ်လေးကိုတန်ရီယာဝင်နေတဲ့လူတွေချိုလဲရှိနေခဲ့ပြီးသူကတော့ငမများကျော်2400မီတာဇာလောက်အောက်ကိုခြားထားတော့မှအောက်ခြေကိုမထိသေးဘူးဆိုရင်အဲ့ဒီအချိန်ဟာမော်ရီယာနာကျောင်းရဲ့နှစ်ဆောင်းလောက်တော့မှရှိနေပါပြီပထဝီဝင်ပညာရှင်ဖရင်ကရဲ့မြန်မာတော့အဲ့ဒီ data ရဲ့ မြေကုံတရိအရာအဲ့လောက်နဲ့တဲ့အတွင်းတကူဖြစ်လာဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ရှိနေကြတယ်ဆိုရင်ငမားကျိုးဝင်သွားတဲ့ကမှာအပူရှင်ကြောင့်ခဏလေးနဲ့ပြတ်သွားတတ်ပါတယ်ဒီတွင်ကြီးကိုမင်းကလေထဲမှာစောက်ထားတာလားမသိပါဘူးတချို့လူတွေကတော့တွင်းတကယ်ရှိလားဆိုတာသိဖို့တည်းမဲပြောထားတဲ့နေရာကိုရောက်ရှိလို့လာခဲ့ပါတယ်အဲ့ဒီနေရာကစီရေးဆိုင်ရာကန့်တဲ့ area ဖြစ်နေတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်နောက်ပိုင်းမှာတော့လူတွေဟာမြေပုံထဲကနေပို့ပြီးတော့ထူးခြားတဲ့အချက်တွေကိုသတိထားမိခဲ့ကြပြီးအရင်တုန်းကငါတို့လိုမျိုးမြေပုံတွေလည်းမရှိသေးပါဘူး သူတွေဟာကမ္ဘာမြေပုံကိုတင်ထားတဲ့ website တစ်ခုခုမှသွားပြီးတော့ရှာကြည့်ရတာဖြစ်ပြီးမဲပြောထားတဲ့အတွင်းရဲ့နေရာကိုသွားပြီးတော့တွေ့ပါတယ်။ဒါမှမဟုတ်ပုံလေးမှာမြေပုံရဲ့နေရာတစ်ခုကိုတမန်တကာကာထားတာဖြစ်ပြီးအဲ့ဒီတွင်ကြီးကတကယ်ရှိရလားဆိုတော့ကတော့အခုချိန်ထိအဖြေမထွက်သေးပါဘူး။ American နိုင်ငံရဲ့နာမည်ကြီးတင်ထားရင်အနေနဲ့တရှိလို့နေစေပါပဲ။ဆိုတော့ပရိသတ်တို့ရောဟိုတယ်ကြီးကိုတကယ်ရှိတယ်လို့ထင်ပါလားဗျာ။